ဒီနေ့တိုင်းရွှေသေးကတော့တရလုံးတိုင်းတာအနေနဲ့အတက်ကြက14ချိန်တည်တည်ရှိပြီးတော့ညနေမှာတော့150အတက်နဲ့ဈေးပိတ်သွားပါတယ်။အားလုံးပဲမင်္ဂလာပါ။စိတ်အီးချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ။ဒီနေ့က၄ရက်နေ့၁၂လပိုင်း2020နဲ့၅ခုနဲ့ညနေပိုင်းတိုင်းရွှေသေးကတော့150တက်ပါတယ်။96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေအခဲစီဆိုင်ကရောင်းနေစီက6350 ထိုင်းရွှေခေတပတ်သားကိုဘန်ကောက်ထဲမှာလက်က150ရှိပါတယ်။လက်ခ PSC ထိုင်းရွှေခေတပတ်သားကို6300နဲ့ပေးဝယ်ရမှာဖြစ်ပါတယ်။ဒီနေ့ထိုင်းရွှေခေတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကရာခိုင်နှုန်းပြန်မဖြစ်ပဲ ပေါက်ဈေးအတိုင်း63,550နဲ့ပြန်ပြီးတော့လက်ခံပါပါ96.500ခန်းလုံးရှိတဲ့ထိုင်းရွှေလက်ဝယ်ရနိုင်ဈေးနှုန်းတွေကတော့ဆိုင်ရာရောင်းတဲ့ဈေးကတစ်ပတ်သားကို64,450လက်ဝယ်ရနိုင်လက်ခါတွေကတော့ဘန်ကောက်ထဲမှာတစ်ပတ်သားကို1000ကနေ2000ထိရှိနိုင်ပြီးတော့မိမိဝယ်တဲ့ထည်ပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခါဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့ထိုင်းရွှေလက်ဝယ်ရနာတစ်ပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်ကတစ်ပတ်သားကို900ခန်းလုံးဖြတ်အောင်မှာဖြစ်ပါတယ်900ခန်းလုံးဖြတ်ပြီး တဲ့ပြင်ကိုတပတ်သားကို6300ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ဒီနေ့ကမ္ဘာ့ Twitter အောင်စားကိုဒေါ်လာ4200.53ညနဲ့ထိုင်းရွှေဈေးကိုတွက်ထားပြီးတော့တဒေါ်လာကိုထိုင်းမှန်ငွေ32.34နဲ့ထိုင်းရွှေဈေးကိုတွက်ထားတာဖြစ်ပါတယ်။96.500ခန့်လို့ရှိတဲ့ထိုင်းရွှေခဲတပတ်သားကိုမြန်မာကျပ်ငွေ82500ကျော်လောက်ဈေးနှုန်းရှိပါတယ်။ 96.500ငွေလုံးရှိတဲ့ထိုင်းရွှေလက်ဝယ်ရနာတစ်ပတ်သားကိုမြန်မာကျပ်ငွေ83,000ကျော်လောက်ဈေးနှုန်းရှိပါတယ်။လက်ဝယ်ရနာရဲ့ဈေးနှုန်းတွေကတော့လက်ခံမပါသေးပါဘူး။ဒီနေ့မှာတော့ထိုင်းရွှေဈေးကအနည်းငယ်အတက်ဈေးနဲ့ရှိနေတာဖြစ်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆိုမယ်ဆိုရင်လက်ခံဈေးသက်သာတဲ့ဆိုင်ကိုကျွန်တော်လမ်းညွှန်ပေးပါမယ်။ ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီခေါ်စခွဲမှာသွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်က150၊နှစ်ပတ်သားကိုလက်က250၊ငါးပတ်သားတွေဝယ်မယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူး။ထိုင်းကျွေးစင်းငွေစီတွေကိုမြေတမ်းတင်ပေးပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်း၊ကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးအနေရခင်းလို့ပေးရှင်နိုင်ကြပါစေ။